2025ခုနှစ်မေလ9ရက်ဗုဒ္ဓနေ့မနက်စောစောနှုတ်ကပတ်ညီဖျားခင်တာတောက်လာတဲ့ကျွန်တော်တက်တမြခန်းစားပြီးတိတကလာသွားလာခြင်းလဲမဲ့ခွင့်ရတဲ့ပြင်ဆင်ပေးတဲ့ဖြစ်ရှင်တော်မှာပုံကြည်ပါစီတော့ကာလချင်းရှိဥစွာရွေးနှုတ်ရမယ်ဆိုလို့ရှိရင်နှစ်စနေဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ချင်းစီသက်ရှင်ခဲ့တဲ့ရက်ပေါင်းက128ရက်ရှိခဲ့ပြီဖြစ်ပါတယ် ကွန်ဂရက်128ကိုဘလို့သုံးပြုကြလဲပြန်ပြောင်းဆက်စေအောင်မနက်ဖြန်စာရနှစ်ကုန်ဒီကြန့်ရှိသေးတာတော့238ရက်ကြာပါသေးတယ်ကြန့်ရှိသေးတဲ့238ကိုလဲကလာချုံအကောင်းဆုံးရွေးထုတ်ပြီးသွားလာခြင်းလဲဘလို့ကရှေးဥစွာတိုက်တော်နှုတ်ဆော်ပြစေဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာတော့ရှမာကုခရဝင်ခန်းကြီး၄အပိုက်ငယ်34ဖြစ်ပါတယ်ဥပမာကင်း၍ဟောပြောတော်မမူရှိသမျှသော အရာတို့ကိုစိတ်ကြွယ်ရာအရ၌တပည့်တော်တို့အား ွင့်ပြတော်မူ၏နှုတ်ကတော်သည်အသက်ရှင်တဲ့စကားတော်ဖြစ်တိုင်းရောက်တော်မှဘုရားသခင်သည်အတ္တတပံပြန်လည်ကောင်းချီးပေးပါစေသောအာမင်အရှင်ရှုဖရာဒေတာဆိုင်လှဲ့လှယ်ခြင်းနဲ့တူနည်းနည်းတဲ့အရာတွေနိုင်ငံတော်နဲ့ပတ်သက်တဲ့အရာတွေကောင်းနိုင်ငံတော်ဘုရားသခင်နိုင်ငံတော်နဲ့ပတ်သက်တဲ့ဟာအင်မတမနည်းနည်းတော့ဝဉီးရနည်းနည်းအရာတွေဖော်ပြတဲ့အခါမှာနားလေနိုင်ဖို့အတွက်ဥပမာစကားတွေပြောတယ်လို့ကျမ်းစာဖော်ပြပါတယ်ဒီအကြောင်းကလည်းဟလာဆာလံဆရာဖော်ပြတဲ့အချက်ကိုပြည့်စုံတာပါ ခရစ်စတန်ရှုမြောက်သောဆာလံပိုက်ငင်နှစ်မှာပုံစကားကိုငါမွတ်ဆို၍ပုံစကားသောဥပမာစကားဆိုတော့ parables ရှေးကာလ ayi နည်းနည်းသောအရာတို့ကိုပေါ်ပြပေးအံ့ဆိုပြီးတော့အရှင်ရှုနဲ့ပတ်သက်ပြီးတော့ခရစ်စတန်ရှုမြောက်ဆာလံပိုက်ငင်နှစ်မှာသူကကြိုတင်ပြီးပေါ်ပြခဲ့တာဖြစ်ပါတယ်။ယောရှင်ရှုဖုရားကခုနပြောတဲ့အတိုင်းဥပမာကင်းရွေမှာပြောဘူးတဲ့။ဟောဥပမာလို့ပြောတာအရှင်ရှုပြောခဲ့တဲ့ဥပမာတွေကတချို့ကျမ်းစာပညာရှင်တွေကဘာပြောလို့ဆိုရင်အာ90နီးပါးလောက်ရှိတယ်။ကျွန်တော် သူတို့ပြောရရတဲ့သေချာလိုက်ကြီးတဲ့ခါအတိအကျကျွန်တော်ရရကျေးဇူးတော်ပဲ56ခုရှိတယ်။အရှင်ရှုပြောကြတဲ့ဥမာစကား56အဲ့56ခုမှာအမျိုးအစားပြင်3မျိုးခွဲလို့ရတယ်။ပြပမျိုးကတော့အတိတ်ပွဲဖွင့်ဆိုတဲ့ဥပမာစကားပေါ့နော်။နောက်ထပ်ကတော့ဥပမာသာမန်ဥပမာပေါ့နော်။နောက်တစ်ခုကတော့နမူနာပေးပြီးတော့ပြောတဲ့ဥပမာအဲ့လိုမျိုးနဲ့ classify ပေါ့လေ။အတန်းစား3မျိုးခွဲလို့ရတယ်။အော်တရားတိပြီးတော့ဥပမာကိမပြောဘူး။ ော်တကယ်တဲ့လူတွေကတော့နားလေကျွန်မနားလိမ့်မယ်ဒါပေမဲ့ဒီပြည်တော်တွေတက်တာရေးထူးခြားချက်ကတော့ပါလဲဆိုလို့ရှိရင်စိတ်껙ရရဆိုတဲ့လူသူမရှိတော့တဲ့အချိန်မှာဒီပြည်တော်တွေကအရှင်းတန်တိုးဝင်ချေကိုတော့ဟိုတည်းကပြောတဲ့မျိုးစိခုနလေးပြောခဲ့တဲ့မျိုးစိချင်းချင်းဥပမာဘယ်လိုလဲအာမျိုးစိအဲမြေလေးမျိုးပေါ့လေစပြေအဲ့လိုမျိုးနဲ့သူတို့မိကြမိတဲ့ခါမှာအရှင်းရပါလို့သူတို့ရှင်းလင်းစွာနဲ့အတိတ်တွေကိုဖော်ပြလေးရှိတယ်လို့ကျန်စာတုံတာတွေ့ရမှာဖြစ်ပါတယ် တရုတ်ဒီနေ့ကြက်သောညီကိုမှမပါတော့ကျွန်တော်နေ့စဉ်နဲ့မြတ်သွားလာခြင်းလေပြီးတော့ကျန်းစာဖတ်ကြရဲဆိုရင်အရှင်စကားတွေဟာဥပမာစကားတွေနဲ့ပြည့်ဝနေတယ်ကျော်ခရိုင်လေးချမ်းရှိတဲ့နဲ့အခုကျွန်တော်လေ့လာတာပေါ်ပြတာမာကုပါဖြစ်တာအောင်မသဲမာကုလုကာယောဟန်မှာဟောဒီဥပမာစကားတွေအများဆုံးရှိတဲ့ခရုံကတော့ရှင်လုကာခရုံဖြစ်ပါတယ်။အရှင်လုကာခရုံမှာတခြားမသဲအခုကျွန်တော်ပြောနေတဲ့မာကုနော်ယောဟန် အဲ့ခရစ်ဝင်သုံးချမ်းတဲ့ပို၍အများပြားတဲ့ဥပမာစကားတွေအရှင်ကဖော်ညွှန်းလေးရှိပါတယ်။ပေါ်ကြလေးပြောကြလေးရှိပါတယ်။ဥပမာစကားနဲ့ကင်းပြီးအရှင်ကပြောလေးပြောတာမရှိဘူးတဲ့။ကြောက်ဒီနေ့မိဘွားတတ်တာတော်လည်းဒါသင်ခန်းစာပဲ။ဥပမာစကားနဲ့သွန်သင်ခြင်းနေကျွန်တော်ပြောဟောရင်ခါရီပုံတို့ပတ်စာလေးတွေပေါ့လေ။အာမြမရင်ယူနဲ့ကိုက်နေတဲ့ရာလေးတွေကျွန်တော်ပါလို့လဲသုံးဆွဲတတ်ကြတယ်။အော်သုံးဆွဲချက်မြေကျွန်တော်ပြောနေတဲ့တမန်တရားကိုဟုတ်လားရှင်းရှင်းလင်းလင်း မျက်စိလင်းပြီးမြင်ရအောင်ဒါတွေသုံးသုံးဆွဲနေရခြင်းပဲဖြစ်ပါတယ်။ကြောက်ဒီနေ့အရှင်လဲဥပမာစကားကိုသုံးတယ်။ဒီနေ့ကျွန်တော်တရားဟောဆရာလဲဥပမာစကားတွေ illustration တွေဟာလာအတိတ်ပဲဖွင့်ဆိုချက်တွေနဲ့ပတ်သက်တဲ့ပုံဆောင်ချက်တွေဒါတွေကိုတိတိကျကျပိတ်သက်တွေပြောကြားဖို့လိုတယ်ဆိုတာကိုဒီနေ့ကျမ်းစာရက်တိပြီးတော့ဖော်ပြလိုပါတယ်။အဓိကရေးကြည့်တာကတော့ဥပမာစကားကိုနားမလည်ရင်တပည့်တော်အသက်တာနဲ့ဂျင်လဲသူကနားလည်တယ်ဆိုရရပဲဖြစ်ပါတယ်။ ်ဟာလေလုယာကျော်တာမယုံကြည်သူဘွားမဟုတ်ဘဲနဲ့တပိတော်တတ်တာတတ်လှမ်းရအောင်ဒီနေ့ခရိယံတတ်တာမှာလဲတပိတော်တတ်တာတတ်လှမ်းတဲ့သူတွေတဲ့တန်ရှင်ုံညွန်တော်ဖျားအလင်းပေးပြီးတော့ယုံကြည်သူတွေထက်တုံသင်ပြည့်ပြည့်လာပြတယ်အဲ့လိုပြောရကြအောင်အတန်းစားခွဲလိုက်တာမဟုတ်ပါဘူး။အာယုံယူတန်းစားတပိတော်တန်းစားအဲ့လိုပြောတာမဟုတ်ပါဘူး။မြေတပိတော်တတ်တော်တတ်လန်းစီကျွန်ဒီစကားကိုပြောတာဖြစ်ပါတယ်လို့ဒါကြောင့်တပိတော်တတ်တော်မှာတက်ရှင်ခြင်းအပြင်အရှင်ရဲ့နည်းနည်းတဲ့အရာတွေရှိသမျှသောအရာတွေကို စိတ်ကြွယ်ရမှာတပိတော်တွေကိုဖွင့်ပြတယ်ရှင်းလင်းတယ်ပြောတဲ့တပိတော်တတဘာခန်းစားရရှိနိုင်မယ်ဆိုတဲ့အကြောင်းကျွန်တော်ဖော်ပြလိုပါတယ်ကျောင်းရနှုတ်ကတော်နဲ့ဝိင္ကချပြီရောက်တဲ့မှာဖျားသခင်သည်အတိတ်တပံပြန်လဲကောင်းကြီးပေးပါစေတော့ဆုတောင်းနိုင်ကြပါစို့မြတ်တော်ရှင်ဖဖျားအရှင်ရှုဖျားသည်ဒေသဆွေလှဲ့လဲရင်းနဲ့ဟောကြားတဲ့အခါမှာဥပမာကင်း၍မပြောဘူးလို့ကျမ်းစာ ဖော်ပြပါတယ်အော်ရှိသမျှသောအရာတို့ကိုလူသူမရှိတဲ့စိတ်ကြွယ်ရောက်တဲ့ကတပိတော်တွေကိုဖွင့်ပြတယ်ရှင်းလင်းတယ်လို့ ကျမ်းစာဖော်ပြပါတယ်။ဒါကြောင့်ဒီနေ့သားတို့ဘဝတတတိတိမှာလဲဥမာကင်းပြီးမပြောတတ်တဲ့အရှင်အကြောင်းနားလေသဘောပေါက်ပြီးတော့တပိတော်သတ္တမတက်ရှင်ကျမ်းဖြင့်နားလေသဘောပေါက်တဲ့အကြောင်းဖြစ်စေဖို့အလင်းပြင်းချင်းပြပြင်းချင်းသုံးသိချင်းမှာပြုပြီးတော့တတတိမှာကောင်းချီးပေးပါမိကြောင်းထမြောက်တက်ရှင်တော်မူသောအရှင်ယေရှုဖခင်နာဘုရမြေကိုမြှူပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရစေဖခင်သခင်အာမင်ဒီဝင်ခန့်ချက်ဟာအရေးပါတဲ့ဝင်ခန့်ချက်တစ်ခုလို့ကျွန်တော် သတ်မှတ်လိုပါတယ် နော်ခုနပြောတဲ့ဥပမာစကား၃မျိုးဆိုတဲ့ဟာပေါ့နော် three kinds of parables အဲ့ဒါကြောင့်ကျွန်အကျေရင်းပြောပါအောင်မယ်လို့ကျွန်တော်ဝင်ကကျွန်တော် public မှာ share လုပ်ပါအောင်ရောက်တဲ့မှာဖျားခင်ဒီကြီးမာတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေတော့အာမင်